ปีกอะฮะลิปปี้ก็ตายแล้วครับ Oh my god ဒီဗီဒီယိုဖိုင်လေးကတော့အားလုံးကြည့်ဘူးတဲ့ထိုင်းတရေကားထဲမှာဇာဝင်ခံလေးတစ်ခုပေါ့နော်ဒီဇာဝင်ခံထဲမှာဆိုရင်ဒီထိုင်းတက္ကမကြီးတယောက်က ော်တော်လေးကိုအကျင့်ဆိုးတယ်ပေါ့နော် လူဘဝမှာရှိစဉ်အချိန်တုန်းက တရားဓာတ်တွေကမတရားဓာတ်တွေကအများကြီးလောက်တယ်ဟိုကြီးနိုင်ငင်းင်းဆိုတဲ့ပုံစံမျိုးပေါ့တစ်ဖက်သားအပေါ်မှာပဇံတွေချီးပြီးတဲ့အတိုးတွေအများကြီးယူတယ်အဲ့လိုမျိုး အနိုင်ကျင့်ဖို့ကြတဲ့မိမကြီးတယောက်တည်ဆုံသွားတဲ့အခါမှာ အလုံးဟာဝမ်းမြောက်ဝမ်းသာနဲ့ပျော်ပျော်ရွှင်ရွှင်ဖြစ်နေတာတွေ့ရပါတယ် ဒီလိုလူမျိုးတွေအပြင်မှာလည်းပဲရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဒီဇဝင်ကန်းလေးကို ကြည့်ပြီးတော့မိုးကုတ်ဆရာတော်ဘုရားကြီးပြောတာလေးကိုသွားသတိရမိပါတယ်။ဘယ်လိုပုံစံမျိုးနဲ့ပျော်ကြမလဲပေါ့။တခါကမိုးကုတ်ဆရာတော်ဘုရားကြီးတရားပွဲမစခင်မှာတခါတယောက်ကတုတ်တုတ်ပြပြနဲ့ဆရာတော်ရဲ့တရားပွဲကိုရောက်လာတယ် ဆရာတော်ကမေးတာပေါ့ဘာဖြစ်လို့နောက်ကျတာလဲလို့မေးတော့ဆရာတော်ဘုရားတဲ့တပြည့်တော်သူ့လောင်ထားတဲ့ပစ္စည်းတွေပေါ့ဗျာအပြင်မှာအတော်လေးကိုရှားပါးနေပါပြီဒါကြောင့်မို့ဖောက်တဲ့တွေလက်မလဲအောင်ရောင်းနေရပါတယ်ဗျာအကြောင်းမို့လို့တပြည့်တော်နောက်ကျသွားတာပါဗျာလို့ဆရာတော်ကိုလျှောက်ပါတယ်အဲ့ဒီတော့မှဆရာတော်ကအိုးအလုဆိုတာကတော့ကွာတဲ့ကိုကမနာရင်ဘယ်အားပါမလဲကိုက နားမှာအားမှာပေါ့တကားတော်ရဲ့လို့ပြောတော့ဒီလိုလည်းမဟုတ်သေးဘူးဗျာတဲ့စီးပွားရှာပြည်နာမှာတဲ့အကြောင်မို့တပိတော်စူးစားပန်းစားရောက်နေရတာပါဗျာလို့ရှောက်ပါတယ်သူပြောကျင်တဲ့အတိပဲကတော့သူတပါဒုက္ခရောက်မှဝမ်းဝရယ်ရောင်းရတယ်ဆိုတဲ့ပုံစံမျိုးကိုပြောလိုက်တာပါဒီစကားကိုဆရာတော်ကြီးကြားတော့ဆရာတော်ကြီးကသိပ်ပြီးတော့မနှင်းမြို့လာပါဘူး ။ဒါကြောင့်မို့လို့ဆရာတော်ကြီးပြလိုက်တဲ့ဩဝါဒစကားကအေးကွာတဲ့။တင်ကြိုင်သုတ်တန်ဇရတိမာတဲ့။လူသေးအလောင်းတွေကိုမြုပ်ပြီးတော့ထမင်းရှာစားကြတဲ့ဒွန်ဆန္ဒမျိုးတွေဆိုတာရှိတယ်တဲ့။အဲ့ဒီဒွန်ဆန္ဒတွေဟာတဲ့။တခြားပုဂ္ဂိုလ်တွေငိုကြီးချက်မနဲ့အလောင်းကြီးကိုထမ်းပြီးတော့မှလာပြီဆိုရင် သူတို့တွေဟာပြောနေကြတယ်။ရင်းထဲမှာကြိတ်ပြီးတော့မှ ပြုံးနေကြတယ်ကွာ။ အမင်းလည်းအဲ့ဒီဒွန်ဆာနာမျိုးလိုဖြစ်နေပြီတဲ့သူများတွေဒုက္ခတွေ့လို့သူများတွေအခက်ခဲတွေ့လို့သူများတွေဒုက္ခတွေ့မှသူများတွေအခက်ခဲတွေ့မှရောင်းကောင်းတယ်ဆိုတော့မင်းလည်းဒွန်ဆာနာနဲ့ဘာထူးမာတယ်လို့ဆရာတော်ကြီးကအဲ့လိုဩဝါဒပေးပါတယ်ဟုတ်ပါတယ်ဒီလိုလူမျိုးတွေကဘယ်ခေတ်ဘယ်ခါမှမဆိုရှိနေကြတာပါပဲသူများတွေဒုက္ခရောက်လေသူများတွေအခက်ခဲတွေ့လေ သူတို့တွေကစီးပွားရှာလို့ကောင်းလေဆိုတဲ့လူမျိုးတွေပေါ့ဒီနေ့ခေတ်မှာပို့ပြီးတော့များမယ်ထင်ပါတယ်အဲ့တော့ဒါကတော့ဒွန်စန္ဒာပျော်ပျော်နေကြတဲ့ပုံကိုယ်တွေဒွန်စန္ဒာပြုံးပြုံးနေကြတဲ့ပုံကိုယ်တွေဖြစ်ပါတယ် TV တွေကရောစရာတော့ဘုရားကြီးပြောတဲ့စကားလိုပဲဆန့်ကျင်ဘက်အနေနဲ့ပျော်ကြည့်ရအောင်ပြုံးကြည့်ရအောင်ဘလို့ပြုံးကြမလဲလို့ဆိုရင် ကိုလုပ်တဲ့လုပ်ငန်းတစ်ခုအပေါ်မှာပေါ့ဈေးပဲရောင်းရောင်းဘာပဲလုပ်လုပ်ပေါ့ဈေးရောင်းလိုက်ပြီဆိုရင်လည်းပဲဩငါရဲ့ကုန်ပစ္စည်းကိုဝယ်သွားတဲ့ customer တွေကြံ့မာကြပါစေချမ်းသာကြပါစေအဆင်ပြေကြပါစေဒီပစ္စည်းလေးနဲ့အသုံးတည့်ပါစေလို့အလုပ်ထဲမှာမြစ်တာလေးထည့်လိုက်တာမြစ်တာလေးထည့်ပြီးတော့ကိုယ်ဆိုင်ကရောင်းလိုက်တဲ့ပစ္စည်းလေးသူတို့တွေအဆင်ပြေသွားတယ်ဆိုရင်ကို့မှာပြုံးလို့ ပြောလို့နေရတာမျိုးပေါ့မိသားစုကိုနဖူးကကျွေးချင်မကြအောင်ရှာဖွေပြီးတော့ကျွေးမွေးတဲ့အိမ်တော်ဦးစီးများကလည်းပဲဩငါသားတွေငါသမီးတွေငါမယားတွေငါရှာလိုက်တဲ့ပစ္စည်းဥစ္စာလေးတွေနဲ့သူတို့တွေအစဉ်ပြေကြပါစေဝတ်နိုင်ကြပါစေစားနိုင်ကြပါစေမချိုးမတက်ပြည့်ပြည့်စုံစုံနေနိုင်ကြပါစေလို့ကိုလုတ်တဲ့အလုံးပါပဲကိုရှာပြီးတဲ့ငွေထဲမှာပဲမြစ်တာလေးထည့်ပြီးတော့ပေးတယ် အင်ရှင်မတွေဆိုရင်လည်းပဲလင်ယောက်ျားအလုတ်ကပြန်လာရင်သာသမီတွေပြန်လာရင် စားကြမှာပဲသူတို့တွေကိုစားနိုင်တောက်နိုင်အောင်အတွက်ပင်ပင်ပန်းပန်းနဲ့ချက်ရရပြုတ်ရလျှော်ရဖွဲ့ရအများကြီးလုပ်ရတာပေါ့နော်အဲ့တော့အဲ့ဒီတဲမှာမြေတားလေးထည့်ပြီးတော့ဩသူတို့တွေเนาะပြန်လာတဲ့အခါမှာဆာဆာလောင်လောင်နဲ့ဖြစ်နေမယ်အဲ့တော့စားကြပါစေဆိုတဲ့အနေနဲ့ချက်ပြုတ်တယ်ဩသူတို့အဝတ်စားလေးတော်တော်ပြောင်ပြောင်လေးဝတ်နိုင်ကြပါစေလို့ရှင်းဖို့ပေးတယ် အလုတ်ထဲမှာမြစ်တာထဲလိုက်တော့အဲ့ဒီကိုယ့်ရဲ့သားသမီးလေးကိုယ့်ရဲ့လင်ယောက်ျားလေးပြုံးပျော်နေတာလေးမြင်ရင်သူလဲစိတ်ချမ်းသာရတယ်ဒါပါလေအလုတ်ထဲမှာမြစ်တာထဲလိုက်တာဖြစ်ပါလေဒီလိုပုံကိုယ်တွေဒီလိုလူမျိုးတွေဟာနေရတာကတော့ကာမဘုံထဲမှာနေရတာပဲဒါပေသည့်မြမမြစ်တံဝိဟာရမိဒမာဟုတဲ့မြမပြည်မှာနေရတယ်လို့ပဲမြမမင်းကြီးတွေစိတ်ထားနဲ့နေရတာဖြစ်တယ် ။မြတ်စွာဘုရားပေးတဲ့တတိပဋ္ဌာန်ဆိုတာ တပလင်ခွေတိုင်းပြီးတော့ခါကိုမမထားရှူရှိုက်ရှူရှိုက်လုပ်နေမှ တရားမှတ်တာမဟုတ်ပါဘူး။အခုလိုမျိုးစိတ်ကောင်းနှလုံးကောင်းလေးတွေထားပြီးတော့နှလုံးသွင်းမှန်မှန်ကန်ကန်နဲ့တော့မြတ်တာဓာတ်တွေနဲ့ပြုံးပျော်နေမယ်ဆိုရင်လည်းပဲဒါဟာတရားအထုတ်တာပါပဲ။နော်အဲ့တော့ကိုလုတ်တဲ့အလုတ်ဟာတမအာဇီဝကြတယ်ဆိုရင်ဒါတီလမက်ခင်ပေါ့တွေးလိုက်တန်းတွေးလိုက်တန်းကိုလုတ်တဲ့အလုတ်ဟာဖြူဖြူစင်စင်တန်တန်ရှင်ရှင်ရှိတယ်ဆိုရင် တီလာမဲ့ခင်ဖြစ်တဲ့အတွေ့ကိုလုတ်တဲ့အလုပ်ပေါ်မှာမေတ္တာလေးတွေထားပြီးတော့မြေတံမေတ္တာနဲ့ပျော်မေတ္တာနဲ့ပြုံးနေမယ်ဆိုရင်ပြမပြုံးနေတူသွားတာပေါ့ဒီနေရာမှာအပြုံးနှစ်ခုကကွာခြားသွားတယ်ဘလို့အပြုံးနှစ်ခုလဲစောစောတုန်းကပြောတဲ့ဒွန်းဆာနာအပြုံးဒွန်းဆာနာအပြောကြတော့သူများတွေဒုက္ခရောက်မှသူများတွေငိုကြီးချမ်းမနဲ့ဒုက္ခရောက်မှပြုံးရပျော်ရတဲ့ပုံကိုယ်တွေရှိသလိုအခုမြန်မာပြုံးမြန်မာပျော်ပျော်တဲ့ပုံကိုယ်များကြတော့ ။အော်ကိုလုတဲ့အလုပ်ပေါ်မှာမေတ္တာလေးတွေထည့်ပြီးတော့ကိုဆိုင်ကိုလာတဲ့ပုဂ္ဂိုလ်တွေကြံ့မာကြပါစေချမ်းသာကြပါစေ။ကိုပစ္စည်းလေးတွေဝယ်သွားတဲ့ပုဂ္ဂိုလ်တွေအစဉ်ပြေကြပါစေလို့မေတ္တာလေးထည့်လိုက်တော့ပြမပြုံးပြမပြောပြောရတယ်။ထို့သူပဲအိမ်တော်ကိုဦးစီးနေတဲ့ပုဂ္ဂိုလ်တွေနော်အကုန်လုံးအကုန်လုံးဟာအလုပ်ပေါ်မှာမေတ္တာထားနိုင်မယ်ဆိုရင်ပြမပြုံးပြမပြောကြရမှာဖြစ်ပါတယ်အားလုံးပဲဘယ်လိုအပြုံးမျိုးနဲ့ပြောမလဲ ကိုကိုကိုစဉ်းစားရမှာဖြစ်ပါတယ်အားလုံးပဲကိုစိတ်နှပါ